တော်တို့ဒီနေ့ကြတာပရိနေပေါ့နော် match လာ6ရက်နေတနည်းအားဖြင့်အမေရိကန်နိုင်ငံရဲ့အရေးကြီးဒေတာတွေမထွက်ခင်အလောက်ကန်ဒေတာတွေမထွက်ခင်တရက်အလို့တရက်တာအတွက်ကျွန်တော်ဖြစ်လာနိုင်တဲ့ကဘာရွှေစည်းနေတာကိုဒီဗီဒီယိုမှာတုံးသက်ပြောကြပြီးသားဖြစ်ပါတယ်။လက်ရှိကဘာရွှေစည်းကတော့ဈေးတက်နေတာဆိုတာတက်ကျွန်တော်ကဈေးငင်တက်နေရလို့ပဲပြောရမှာပေါ့နော်။ဟုတ်ပြီအဲ့ဖက်ကမှကဘာရွှေရဲ့ဈေးကိုကျွန်တော်အရင်ဆုံးနီးပညာပိုင်းအောင်မှန်းကြည့်လိုက်အောင် ဒါအတော့ကျွန်တော်တို့ကဘာရွှေစည်းရဲ့အနေထားကိုတည့်ရတာအနေထားနဲ့အချင်းတည့်ရတာအနေထားနဲ့ကြည့်နေချင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီအတုံးလေးတုံးကကဘာရွှေစည်းရဲ့တည့်ရတာစီအသက်ကြာအနေထားကိုကိုစားပြုပါတယ်မနေ့ကဆိုရင်ကဘာရွှေစည်းရပါတော့ကျွန်တော်တို့ညပတ်အမေရိကန်သတင်းတွေထွက်တဲ့ချိန်မှာကျွန်တော်ဈေးထိုးကြသွားတယ်ထိုးကြရဲဆိုတာလဲကျွန်တော်တို့2.9လောက်နားလောက်ထိပဲပေါ့2.9ကနေပြန်တက်လာခဲ့အဲ့အဖြစ်ကမနေ့တော့တော့တဏိတာတော့အနေထားရဈေးအသက်ခပ်ပပနဲ့ပြီးသွားခဲ့တဲ့အနေထားကိုတွေ့ရတယ်ခင်ဗျာ အဲ့ဒါပတ်သက်ခါမှာကျွန်တော်တို့ကမနေ့ကဒီမှာကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာဆိုရင်ဒါဆိုရင် reverse candle ပေါ့နော် reverse candle ဆိုတာအာကျွန်တော်တို့ကနောက်အဲ့ reverse candle ရဲ့နောက်က candle ရဲ့အနေအထားကိုလိုက်ပြီးတော့ကျွန်တော်တို့ဈေးအတက်တော်၎င်းဈေးအကျတော်၎င်းနှစ်မျိုးလုံးဖြစ်နိုင်တဲ့အဲ candle ပုံစံနဲ့ကျွန်တော်တို့ပြီးသွားတဲ့အနေအထားမျိုးလို့ပြောလို့ရတယ်ခင်ဗျအဲ့ဒါပတ်သက်ခါမှာဒီနေ့ကပ္ပရွှေစီအနေအထားကျွန်တော်တို့အာနိပညာပိုင်းက ဒီဘာလို့မနေ့ပြန်ဖြစ်လာနိုင်တဲ့ကဘာရွှေစီနေတာသူအရန်အေးပါလို့ပြောလို့ရတယ်ဒါပေမဲ့တခုရှိတာဘာလို့ကျွန်တော်လက်ရှိကဘာရွှေစီရမှန်တယ်ကျွန်တော်ကတပတ်လုံးအတိုင်းအတာကြည့်မယ်ဆိုရင်တော့ဈေးတက်နေတာမှန်တယ်ဒါပေမဲ့မနေ့တော့ဆိုရင်ကျွန်တော်တို့ကတည့်တန်နေတာအားဖြင့်ကြည့်မယ်ဆိုရင်ဈေးကငြိမ်တက်နေလို့ပြောလို့ရတယ်ခင်ဗျငြိမ်တက်နေဆိုတာကျွန်တော်တို့အာဘယ်လိုအနေထားနဲ့ကျွန်တော်ကြည့်ပြောမလဲလို့မိမယ်ဆိုရင်ကျွန်တော်အချိန်တနေ့အတိုင်းအတာကျွန်တော်ကြည့်ကြည့်လိုက်မယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒီနဲ့ဒီကြဈေးအတက်ကြပြီးနေလို့ကျွန်တော်တို့သတ်မှတ်လို့ရတယ်ခင်ဗျ ။အဒီနားလေးရဲ့မှာတော့ကျွန်တော်နင်းလေးအောက်ကိုဖောက်သွားတော့ဗောနော်။ဒါဒါမဲ့လဲအဲ့ဟာတော့ကျွန်တော်တို့အာကျွန်တော်တို့ခေါ်ရ manipulate လုပ်တဲ့ဗောနော်။ဖောက်ကြတဲ့အောင်ပြတယ်ဆိုပြီးကျွန်တော်ယူဆပါရဲ့။အောက်ဈေး2900အပေါ်ဈေးဆိုရင်ကျွန်တော်ဒီဈေးတန်းပြ။နေကိုနေငါဒီကြားပဲအတက်ကြပြီးနေပြောလို့ရခင်ဗျဒီနာမှာတက်လိုက်ကြားလိုက်တက်လိုက်ကြားလိုက်တက်လိုက်ကြားလိုက်နှစ်ရက်သုံးရက်လောက်ရှိပြီအဲ့လားဖြစ်တဲ့ခါမှာကျွန်တော်တို့က မနက်ဖြန်မှာအမေရိကန်နိုင်ငံအရေးကြီးအလောက်ကန်ဒေတာတွေထွက်ပေါ်ရှိတာဖြစ်တဲ့အခါမှာဒီနေ့မှာကျွန်တော်တို့ကဈေးအတက်ကျကြီးကြီးမားမားဖြစ်လိမ့်မယ်လို့တော့ကျွန်တော်မထင်ဘူး။အာအဲ့အဖြစ်တဲ့အခါမှာကျွန်တော်ဒီနေ့မနက်ခင်းနေ့လယ်ခင်းညနေခင်းနေ့မှာဆိုရင်လည်းကဘာချွေဈေးကဒီအပေါ်ဈေးအောက်ဈေးကိုလိုက်နာပြီးရောဈေးဆက်ပြေးလိမ့်မယ်ခင်ဗျ။နှစ်ကို95အပေါ်ဈေးနှစ်ကို95အောက်ဈေး2900ဟုတ်ပြီအဲ့အဖြစ်တဲ့အခါမှာကျွန်တော်တို့ကဒီနေ့ကဘာချွေဈေးကိုရေတိုးအရောင်းဝယ်လုပ်ချင်တယ်ဆိုရင်2995နဲ့2995အထက်မှာကျွန်တော်ရေတိုး ရောင်းခမြအမြတ်ပိုင်းစီရင်ပြ2935တော့2930လို့ပေးလို့ရတယ်အရှုံးပိုင်းစီရင်ကတော့2930အထက်လောက်ပေးပေါ့နော်အဲ့လိုပဲကျွန်တော်တို့ကအောက်ကိုဈေးကျပြီဆိုရင်2900နာဝန်းကျင်မှာကျွန်တော်ဝယ်လို့ရတယ်အရှုံးပိုင်းစီရင်2895အလောက်ပေးပေါ့နော်အမြတ်ပိုင်းစီရင်က2935တော့2920လို့နာလောက်ပေးလို့ရတယ်ဒါတော့ကျွန်တော်တို့ညနေခင်းလောက်ထိပေါ့နော်ဒါပေမဲ့ညဘက်မှာတော့တစ်ချက်တည်းထားမယ်ဘာလို့လဲမြင်ရဆိုရင်ကျွန်တော်တို့က အမေရိကန်နိုင်ငံရဲ့ဘာသာမနေ့ကမှထွက်မဲ့ပေါ့အမေရိကန်နိုင်ငံရဲ့အရေးကြီးအလုပ်ကိန်းဒေတာကြီးဖြစ်တဲ့ unemployment rate တို့ပြီးတော့ကျွန်တော် nafa ပေးလို့ထွက်မဲ့အဲမတိုင်ရက်မတန်ခင်ပေါ့တရက်လို့ကျွန်တော်ကြာတာပရိနေညမှာဆိုတခါတလေကျွန်တော်တို့ကကမ္ဘာ့ရွှေစရဈေးဆွဲတင်ဆွဲချ manipulation တွေဖြစ်လေရှိတယ်အာလာတိုင်းတော့ဖြစ်တာမဟုတ်ဘူးပေါ့နော်၃လချတခါ၄လချတခါလောက်ဖြစ်လေရှိတယ်အဲ့ဒါဖြစ်တဲ့ခါမှာအဲ့လိုမျိုးကြာတာပရိနေမှာဈေးအလုပ်ခက်မကျန်းတာကျွန်တော်တို့နည်းနည်းလေးတော့ နှစ်လသုံးလလောက်စတိုင်ရှိနေပြီပေါ့နော်အဲ့အမေရိကန်နိုင်ငံရဲ့အရေးကြီးအလောက်ကန်ဒေတာတွေထွက်တဲ့လာတလာရဲ့ပထမဆုံးအပတ်တောက်ကြနေမတန်ခင်ဂျာတာပရိနေမှာဈေးအလောက်ခတ်ညမှာပေါ့ဂျာတာပရိနေညအမေရိကန်ဈေးကွက်ချိန်မှာဈေးအလောက်ခတ်မကျန်းတာကျွန်တော်တို့နှစ်လသုံးလလောက်ရှိနေပြီအဲ့အဖြစ်တဲ့ခါမှာဒီနေ့ညအမေရိကန်ဈေးကွက်အချိန်မှာမဲဈေးဆွဲတင်ဆွဲချတွေဖြစ်သွားမလားအဲ့အပဒကကျွန်တော်ကဒီနေ့ညအမေရိကန်ဈေးကွက်အချိန်မှာတော့ကျွန်တော်ဒီ2995နာအာတုံမုံ2995အထက်ရောက်ရင်တွားရောက်လို့မရဘူးခင်ဗျ ဲ့လိုအဲ့လိုပဲ2900နဲ့2900နာရောက်ပြီဆိုရင်လည်းကျွန်တော်တွားဝယ်လို့မရအောင်ဈေးကွက်အနေထားကိုကျွန်တော်ဤပညာပိုင်းအအတီးပြုတ်ပြီးစောင့်ကြည့်တစ်ဖက်ကလည်းသတင်းထွက်ပို့ရှိလာပြတဲ့ကမှာသတင်းအနေထားအရာဘယ်လိုတက်ရောက်မှုရှိတယ်လဲအဲ့အရာကိုစောင့်ကြည့်ပြီးမှရောင်းဝယ်လို့တာပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ဒီနေ့ညဘက်မှာပေါ့နော်အာညနေကင်လောင်းတီအရကျွန်တော်နှစ်ငါးနှစ်ကိုနှစ်ငါးနာမှာရောင်း2900နာမှာဝယ်ဆိုတဲ့ကျွန်တော်ရဲ့ဒီအပေါ်စီအောက်စီဖော်မြူလာတိုင်းကျွန်တော်တို့အရောင်းဝယ်လုပ်လို့ရပါတယ်ခင်ဗျဟုတ်ကဲ့အဲ့ဒါပြတဲ့ခါမှာကျွန်တော်တို့ အာဒီနေ့ကပ္ပရွှေစီရတော့ကျွန်တော်တို့အဲညဘက်အမေရိကန်ဈေးကွက်ချိန်မှာပေါ့နော်ကျွန်တော်တို့ဈေးအဆွဲတင်ဆွဲချမ်းမရှိဘူးဆိုရင်တော့ဒီကြားပဲပြည်နေလိမ့်မယ်ခင်ဗျဒီကြားပြေးပြီးအောင်မနဲ့ဖြန်ထွက်မဲ့အမေရိကန်ဒေတာတွေပေါ့အရေးအရေးကြီးအလောက်ကန်ဒေတာတွေကိုစောင့်နေပို့လာလာများတယ်ညဘက်မှာဈေးဆွတ်တင်ဆွဲချဖြစ်ခဲ့တယ်ဆိုရင်တော့ကျွန်တော်တရက်တာကန်တယ်ဘယ်လိုပိတ်သွားလဲကျွန်တော်တစ်ချက်စောင့်ကြည့်ရမယ်တကယ်လို့သာဒီနေ့တရက်တာပေါ့နော်ဒီနေ့ day 1အပိတ်ဈေး တရက်တာအပိတ်စေးဒီဝမ်ကန်နေတာကျွန်တော်တို့2930အထက်ပိတ်ခဲ့ရင်တော့မနေ့ပြန်အမေရိကန်နိုင်ငံရဲ့အလုတ်ကန်အရေးကြီးအလုတ်ကန်ဒီတာတွေဘလို့ reset ပဲထပ်ပါစေကဘာရွှေစေးအသက်ဖတ်သွားနိုင်နေကြမြတ်အလုတ်မော်ဘန်နဲ့စန်ဂျင်ဘန်နေနေပေါ့စန်ဂျင်ဘန်နေနဲ့ကကြာကျွန်တော်တို့အာတကုတ်ချာအောက်စေးပေါ့ဖြစ်နိုင်ကြတော့နဲပါလေဒါပေမဲ့ဖြစ်မလာဘူးလို့ပြောလို့မရဘူးပေါ့နော်တကယ်လို့ဒီဒီနေ့တရက်တာကဘာရွှေစေးတာကျွန်တော်ညနှစ်ရှစ်ခွန်ရှစ်အောက်စေးပြန်ပိတ်ခဲ့မယ်ဆိုရင်တော့ ကဘာရွှေကိုကျွန်တော်တို့ဈေးအကျအားဒီပါတူမနေ့ပြအမေရိကန်ဒေတာတွေဘယ်လို reset ပဲထွက်ပါစေကဘာရွှေစီကိုဈေးအကျပဲဦးတည်သွားတာမျိုးဤပညာပိုင်းရပါတော့နိဈေးအကျပဲဦးတည်သွားတာမျိုးကျွန်တော်မင်းရနိုင်တယ်ခင်ဗျအဲ့ဒါပြတဲ့အခါမှာဒီနေ့ကဘာရွှေရဲ့တည့်ရတာပဲစီဘယ်မှာပိတ်တယ်လဲအဲ့ဒါကျွန်တော်အရန်အရေးကြီးပါတယ်အနည်းဆုံးပြနှစ်ရှိခွန်ရှိအောင်မပိတ်ရင်တော့မှာဗျအနည်းဆုံးဗလာအပြအောက်လောက်ပိတ်ဖို့လိုတယ်နှစ်ရှိ9 5အောက်လောက်အနည်းဆုံးပိတ်နိုင်ဖို့လိုအပ်ပါတယ်ကမ္ဘာရွှေစီဈေးအကျပဲပြန်သွားဖို့အတွက်ဆိုရင် ီနေ့တည့်ရက်ဒါပေးစီရပါဘောเนาะအဲ့လာပြတဲ့ကောင်မှာဘယ်မှာပိတ်မလဲစောင့်ကြည့်ရမှာကျွန်တော်အမြင်ကတော့မလွယ်ပါဘူးကျွန်တော်2 85အောက်ရော2 8ခွန်ရှိအောက်ပိတ်ဖို့မလွယ်ဘူးဆိုတော့အဲ့လိုပဲ2 9 30အထက်လဲလက်ရှိအနေထားကြည့်မယ်ဆိုတော့ပိတ်ဖို့မလွယ်ဘူးဒီကြားလေးပဲပိတ်ပြီးတော့မနှက်ပြတ်မှပဲကျွန်တော်တို့ကဈေးအတက်ကြတက်မလားဆက်တက်မလားပြန်ကြမလားအဲ့အနေထားတကူကမနှက်ပြတ်ညမှာပဲကျွန်တော်ပုံပေါ်လိမ့်မယ်လို့ကျွန်တော်တော့ယူဆထားပါတယ်โอเคဒါလေးကကျွန်တော်နီးပညာပါရသုံးသက်ချက်လေးပဲเนาะတရင်ချက်လက်ပိုင်းကိုသွားကြည့်ရအောင်တရင်ညမှာဒေတာတကူပဲရှိတယ် ဒီဒေတာအပတ်အပတ်တိုင်းထွက်နေကြအမေရိကန်နိုင်ငံရဲ့အလုံးလက်မဲ့စစ်တမ်းလုံးသားဒေတာဖြစ်ပါတယ်။အာတယောက်မှုကြီးတော့တိတ်မရှိဘူးခင်ဗျဒါပေမဲ့မနေ့ပြန်အမေရိကန်အရေးကြီးအလုပ်ကဒေတာတွေမထွက်ခင်တရက်အလိုဒီနေ့ညကျွန်တော်ပြင်ညမှာဈေးဆွဲတင်ဆွဲချလုတ်ချင်တယ်ဆိုရင်ဒီဒေတာကအကောင်းဆုံးဖြစ်သွားပါလိမ့်မယ်။ဘာလို့လဲဆိုတော့မနေ့ညဆိုလဲကျွန်တော်ပြဒေတာညံ့သွားတယ်။အာ MRC က2895ဒီထိုးကြပါတယ်။2900ပြကျွန်တော်73 74ကနေပြီးတော့အဲ့ အာမင်းညာတော့ဆိုပုဂ္ဂလိကနန်ဖန်ပေးလို့ပေါ့နော်ပုဂ္ဂလိကလောက်ခလာစားနှုံးသားဒေတာထွက်တဲ့အခါမှာကျွန်တော်တို့ကဒေတာညံ့သွားတယ်ဗျာကမ္ဘာရှင်းစရာဆွဲချသွားတယ်အဲ့မှာဆိုရင်အာဈေးကျပဲထင်ပြီးတော့လိုက်ရောင်းတဲ့လူတွေတော်တော်ထိကုန်ကြတာပေါ့နော်အဲ့လိုပဲအာဒေတာမထွက်ခင်တော့ဝယ်ထားလူတွေလည်းကျွန်တော်ထိကုန်ကြတယ်ပြီးမှနှစ်ရှစ်ကုန်ငါးဒီဆွဲကြည့်မြန်နှစ်နှစ်ရှစ်ကုန်ငါးနေပြန်ကန်တက်သွားတယ်အဲ့လိုမျိုးပေါ့နော်အဲ့အဖြစ်တဲ့အခါဒီညမှာလည်းဒေတာက ညံ့မယ်လို့မှန်းထားတယ်ဒါတခုရှိရဒီသားညံ့ပြီးအောင်ဈေးကျသွားမျိုးလည်းဖြစ်နိုင်တယ်เนาะကျွန်တော်ကဒီကာလမှာဒီသားကောင်းရင်ကပားရွှေဈေးကျမယ်ဒီသားညံ့ရင်ကပားရွှေဈေးတက်မယ်ဆိုတော့တီအိုရီနဲ့ဆန့်ကျင်ပတ်တည်းအလုံးလုံးနေပါတယ်ဒေတာညံ့မိတယ်ကပားရွှေဈေးကျသွားတာဒေတာကောင်းရင် ကဘာချွေစီတက်သွားတာရေခဏခဏဖြစ်လိမ့်ရှိတယ်အဲ့ဘက်တကောင်ကကျွန်တော်တို့က data ကောင်းမကောင်းရင် reset ကိုတိုက်ကြည့်မနေနဲ့ခင်ဗျအဓိကနီးပညာပိုင်းကသူ sweat တင် sweat ချသွားရင်ဘယ်ဒီ sweat တင်မလဲဘယ်ဒီ sweat ချမလဲ sweat တင်နေဆိုကျွန်တော် sweat တင်လို့ရတဲ့အမြင့်ဆုံးစီးမှာကျွန်တော်တို့ကနီးပညာပိုင်းကအတိပြည့်ချက်စောင့်ပြီးကျွန်တော်ရောင်မဲ့အဲ့လိုပဲ sweat ချသွားရဆိုတဲ့ sweat ချသူ sweat ချသွားတဲ့အနေဆုံးဈေးကိုကျွန်တော်စောင့်ပြီးတော့နီးပညာပိုင်းကအတိပြည့်ချက်စောင့်ပြီးတော့ကျွန်တော်တို့ဝယ်မယ်အဲ့လိုမျိုးရောင်းမလို့တာကျွန်တော်တို့အနေနဲ့ကင်းဆုံးဖြစ်ပါတယ်။တစ်ဖက်ကကျွန်တော်ဒေါ်လာအင်းသက်ကိုလည်းပြေးသွားကြည့်လိုက်အောင်ဒေါ်လာအင်းသက်ကဒီမှာကြည့်လို့ပေါ့နော်ဒေါ်လာအင်းသက်ကဆိုရင် ထရက်လက်ထက်မှာအနိုင်ဆုံးပြထရက်လက်ထက်မှာအနိုင်ဆုံးဖြစ်ခဲ့တဲ့တနည်းအားဖြင့်တတိယပြောမယ်ဆိုပြီးခဲ့တဲ့2024ခုနှစ်စက်တလပိုင်းရှီယန်နေနောက်ပိုင်းမှာကမ္ဘာဒေါ်လာအင်ဒက်ကတရ၄နာကိုပထမဆုံးအချိန်အနေနဲ့၄လအတွင်းပထမဆုံးအချိန်အနေနဲ့ပြန်ကျခြင်းဖြစ်ပါတယ်ဒါကထူးဆန်းပါတယ်ခင်ဗျနည်းနည်းလောသတိထားပါလိမ့်မယ်ထရက်လက်ထက်မှာဒေါ်လာအင်ဒက်ကြီးကဒီလောက်ကြီးကျသွားဆိုတော့ထရန့်ဘာရင်မဖြစ်လာမလဲပေါ့နော်အဲ့အဖြစ်တဲ့ခါမှာမနေ့ပြန်ထွက်မဲ့ဒေတာတွေက ဒေါ်လာအင်းသက်ကိုပြန်တက်စီတဲ့ဒေတာတွေဖြစ်မလားအရာလေးတွေတရီထောက်ပြီးတော့ပါလေဒါပြင်ကျွန်တော်တို့ဈေးကွက်ထဲမှာလည်းအမေရိကန်ဘန်တူနုံကအခုမတ်လာတယ်မှာတော့ short ဖို့မရှိဘူးဒါမဲ့လာမဲ့မေလာမှာတော့ short မဲ့ဆိုပြီးတော့တုံးတက်ချက်တွေများလာတယ်ခင်ဗျအာ4.5% 4.25% 4. အဲ4%ပါဆန်လောက်ဒီရှော့မယ်စတဲ့ဖြစ်အဲအဲ့တုံးတဲ့ချက်တွေကများနေတယ်ပေါ့နော်တတိယပြခံမှန်းချေတွေကျွန်တော်ကအာ ဘန်တူလုံးရှော့နိုင်ရဲ့အလားလားပုံများလာတဲ့အနေထားမှာကျွန်တော်တို့ဗာလီယာရဲ့တစ်ချက်သတိထားရမယ်။ဒါပြီးကျွန်တော်နောက်တစ်ပတ်ထဲမှာဆိုရင်အမေရိကန်ရဲ့ inflation data တွေရှိတယ်။ inflation data တွေပေါ်မူတည်ပြီးတော့အမေရိကန်ဘိုးဘန်နေနဲ့ဒီ match လာတော့ကျွန်တော်ရှော့နိုင်ကြီးတိုးနိုင်ကြီးမရှိဘူး။ဒါပေမဲ့ဒီ match လာထွက်တဲ့ inflation data ပေါ်မူတည်ပြီးတော့မေလမှာကျွန်တော်တို့ဘလို့အလားလာရှိလာနိုင်မယ်။တကယ်မရှော့နိုင်ကြီးရှိလား။ မူလတိုင်းဌာနကြီးရှိလားတိုးနိုင်ကြီးလားလားရှိလားအဲ့ဒါအရေးကြီးပါတယ်နောက်တစ်ပတ်ကလည်းကျွန်တော်ကဘာချွေစီအတွက်တရင်ချက်လက်ပိုင်းရအရေးပါတဲ့ရက်တစ်ပတ်ဖြစ်ပါတယ်အဲ့ဒါဘက်ကမှကျွန်တော်တို့ကဒီမနေ့ပြန်ထွက်မဲ့အလောက်ကန် data တွေနဲ့နောက်တစ်ပတ်ထွက်မဲ့အဲ့ inflation data တွေကိုကျွန်တော်အဒီလ match လကဘာချွေစီအတွက်တရင်ချက်လက်ပိုင်းရအဓိကစောင့်ကြည့်ရမယ့် data တွေဖြစ်ပါလိမ့်မယ်အဲ့ဒါဘက်ကမှကျွန်တော်တို့ဒီဒေါ်လာအင်းသက်ကလည်းကျနေတယ်ဒေါ်လာအင်းသက်ကျနေနေတာမှကဘာချွေစီတင်တလောက်တက်ခြင်းမရှိဘူးဒါအရောရှင်းမှာမနေ့ပြန် non fan အလောက်ကန်ဒီတိုင်းထွက်ဖို့ရှိတာပြတကာမှာကပတ်ရွှေကတိတ်အသက်မပြတဲ့ဘယ်နှဖက်နန်းဖန်ထွက်အပြီးမှဈေးတောက်လျှောက်ထိုးတက်သွားတာမျိုးလည်းဖြစ်နိုင်တယ်အဲ့ဘက်တကာမှာကျွန်တော်တို့ကတစ်ချက်တော့တတိထားလိုက်မယ်ဒီနေ့ညမှာထိုးတက်မလားမနေ့ဖြန်မှာထိုးတက်ဒီနေ့ညမှာဆွဲတင်သွားရင်လည်းဈေးထိုးတက်သွားတာမျိုးလည်းဖြစ်ဖြစ်နိုင်တယ်နော်ဥမာပါ2960လို2960လို့ဒီဆွဲတင်သွားမျိုးလည်းဖြစ်နိုင်တယ်အဲ့ဘက်တကာမှာကျွန်တော်တို့ကဒီနေ့ညမှာရောင်းမယ်လို့တက်ခါမလားအာကျွန်တော်ကအမြင်စိတ်ရောက်တဲ့ဆိုပြီးတော့လှင့်ရောင်းတာမျိုးတွေတတိထားပါ အောက်ဈေးရောက်တဲ့ဆိုပြီးတော့လှင့်ဝဲတာမျိုးကြီးတည်ထားစေချင်ပါတယ်ကျွန်တော်တို့ဘာလို့လဲမဲဆိုဒီနေ့ညက manipulate လုပ်ဖို့အတွက်အကောင်းဆုံးညဖြစ်နိုင်ပါလေမနေ့ပြညကမဖြစ်နိုင်ဘူးလားဆိုမနေ့ပြညပွင့်လင်းပြောမှဆိုရင်ကျွန်တော် trader ရအားလုံးမျောနေကြအချင်းဖြစ်ပါဒီနေ့ညမှာတုံတုံလူကတော့ဈေးအတက်ကြအရန် ခက်ကြံကြံဖြစ်နိုင်မယ်လို့တော့ယူဆမယ်မထင်ဘူးပေါ့နော်အဲ့အပ္ပတကဒီနေ့ညကတော့ဈေးဆွက်တင်ဆွက်ချလုံးမယ်ဆိုရင်ပေါ့နော်အာကျွန်တော် retail trader တွေအတွက်အထိနာနိုင်တဲ့ညဖြစ်ပါတယ်အဲ့အပ္ပတကဒီညကိုတော့တစ်ချက်တတိထားစေချင်ပါတယ်ကျွန်တော်တို့ဖြစ်နိုင်မယ်ဆိုရင်ကိုက risk management လေးလုပ်ထားပြီးအယောင်းဝယ်လုပ်မယ်ဆိုရင်ဖြင့်ကျွန်တော်တို့အတွက်ကပို့ပြီးတော့စေဖြစ်နိုင်ပါတယ်အဲ့အပ္ပတကဒါလေးရောက်ကျွန်တော်ရဲ့ဒီနေ့တရတာကဘာရှိစေကတော့တော့ချပီတို့ဖြစ်ပါလေဒီနေ့မှာတော့ညဘက်မှာလာတကယ်လို့အဲ့ manipulate ဈေးဆွတ်တင်ဆွတ်ချမလုပ်ခဲ့ဘူးဆိုရင်တော့ ကျွန်တော်တို့ပုံမှန်ပေါ့နော်2925နဲ့အဲ2900ကြာပဲကျွန်တော်အသက်ကြာ flow လေးကိုမြားဖို့မြားပါတယ်အဲ့ဒီအတိုင်းသွားခဲ့ပဲဆိုရင်ဖြင့်အပေါ်ဈေးရောင်းအောက်ဈေးဝယ်ဆိုတဲ့ဟာနဲ့ကျွန်တော်ဒီနေ့မှာတော့ကမ္ဘာ့ရှစ် trade တိုင်းနဲ့အကျိုးမြတ် tighten တော်လေးရတာပေါ့နော်မနေ့ပြန်ကတော့ဈေးကွက်ကမှုန်တိုင်းထမ်းမရက်လို့ပြောလို့ရပါတယ်မနေ့ပြန်ညာမနေ့ပြန်ညာပပိုင်းရတော့အထူးတတိထားမယ်ညာညာပအမေရိကန်ဈေးကွက်ချင်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒါလေးကကျွန်တော်ဒီနေ့တည့်ရတာ ကပားချွေစေးကွက်သုံးသချက်ဗီဒီယိုလေးဖြစ်ပါတယ်အခုလို့သုံးသချက်ဗီဒီယိုတွေကို up to date ကြည့်ကြည့်နေဆိုရင်တော့ကျွန်တော် YouTube channel လေးကို subscribe လုပ်ထားကြပါအာကျွန်တော်เนี่ยဘာတော့မနဲ့ပြန်အကျွန်တော်တို့အမေရိကန်နိုင်ငံရဲ့အရေးကြီးအလောက်ကန်တီတဲ့ဒရင်းတွေထွက်မှန်ပေါ့เนาะကျွန်တော်တို့ fifth match လာခုနှစ်ရက်နေတောက်ကြနေတည့်ရတာကပားချွေစေးကွက်သုံးသချက်ဗီဒီယိုမှာပြန်လဲဆုံတွေ့ကြပါမယ်ပြီးတော့ကျွန်တော်စီမှာဒီကပားချွေရောင်းဝယ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့ အခြေခံတင်တန်းတွေပေါ့နော် online တင်တန်းတွေတက်ရောက်လို့ရပါတယ်အဲ့အရာတွေနဲ့ပတ်သက်ပြီးလည်းကျွန်တော်စီမှာစုံစမ်းမြင်းမြတ်လို့ရပါတယ်ခင်ဗျကပ္ပရွှေထွေကြအားလုံးပဲပေါ့နော်ဒီနေ့မှာကပ္ပရွှေစိတ်အတက်ကြောက်ကိုနိပညာပိုင်းအောင်တရင်ချက်လက်ပိုင်းအောင်မှန်မှန်ကန်ကန်အယောင်းဝယ်လုပ်ပြီးတော့အကျုံးမြတ်များပတ်စံနိုင်ကြပါစေလို့ကျွန်တော်ဆုမကောင်းလေးတောင်းပစ်လိုက်ပါတယ်ခင်ဗျ